သူတချင်းမှန်တယ်ဗျာအကုန်လုံးအဲ့လိုရအိုးရှိုးပဲဆိုအားပေးတယ်အဲ့လိုအဲ့လိုမျိုးပေါ့ဒါပေမဲ့တစ်ချက်ဒီအခုချိန်မှာပေါ့နော်အဲ့လိုမျိုးကိုပါဝင်ပြရိုက်ကူးရမယ်ဆိုတော့ပြောတာပေါ့နော်ပါပဲပြောပြောဟုတ်ပါပါဘာခေါ်ခဲ့လဲ။အော်ပြစ်စလက်မိုးကတော့တက်တက်လုပ်ယူထားတဲ့ character မဟုတ်ဘူးပေါ့။အရင် character ပေါ့။အရင်ကလေးကဆက်ဆက်ရောက်ကြောက်ခဲ့ရဆိုတော့အရင်ခက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 ်ပတိဖြစ်သွားတာ။ကဲပဲပ ရငယ်ခဲ့ရလေအဲ့လိုသူ့ရှိုးပဲဆိုလဲထိတ်ဆုံးမှရောက်တာလေအဲ့လိုမျိုးဆိုတော့အခုအဲ့ဒီကားမှာဒါခွာရောအဲဆွေကိုရွေးတယ်ဆိုတော့ဘာပဲပြောပြောအခန်းကထားလိုက်ပါတော့ဆွေဆို၅ဆင်း၆ဆင်းလောက်ပဲပါတယ်တို့တော့ရတယ်ခွာဟဲ့နေစကားမပြောရရင်ဘယ်လိုလုပ်မလဲစကြရလေမပြောရလဲရအဲ့တော့ကြောင်နေရရအဲ့ဒါလည်းဆိုင်ရနေပါကော်ဖီလေးအဲ့ တော့ကြာပြီเนาะအပြိုကလေးอ่ะ6မိပေါ့တကယ်ပြောတာအပြိုကလေးอ่ะအပြိုကလေးอ่ะအဲ့လိုမျိုးဒီတချင်းနေနေတယ်ဟဲ့ပေါ့မနေ့ကတော့တချင်းစားပြီးတော့ဘယ်ဘယ်လိုတတိထားသူတချင်းမှန်တယ်ဗျာအကုန်လုံးအဲ့လိုရအဲ့လိုအိုးရှိုးပဲဆိုအားပေးတယ်အဲ့လိုအဲ့လိုမျိုးပေါ့ဒါပေမဲ့တချင်းဒီအခုချိန်မှာပေါ့နော်အဲ့လိုမျိုးကိုပါဝင်ပြရိုက်ခူးရမယ်ဆိုတော့ပြောတာပေါ့နော်ဗာပဲပြောပြောဟုတ်အဲ့ဒီကစိတ်နာလို့လည်းပဲစိတ်နာလို့အဲ့လိုမှဖြစ်နေတယ်ခင်းနေမှာပဲတိတ်နေအာခင်းနေရအောင်ဆိုနေတယ် ရဂီတာနဲ့ဆိုတာကိုများတယ်။သူ့ရဲ့အမတ်တရဆိုလို့ရှိရင်သူ့ရဲ့အထီးကျန်ဆိုတဲ့ခြင်းလေးဆိုတာအမြဲလေအဲ့လိုဂီတာလေးနဲ့ဆိုဖြစ်တယ်ပေါ့နော်။အထီးကကိုဆိုင်ဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်ပါဆွေကိုလိုက်တယ်လို့ထင်လို့ဒါရိုက်တာရွေးချယ်ထားလို့ရှိရင်ဆရာအသက်နိုင်ဆုံးအကောင်းဆုံးလုတ်ပေးပါရဲ့ဟုတ်ကဲ့ကွန်ပီဒီဇိုင်းနဲ့ကလည်းဆိုတော့တော့တော့ကြားကြားလေးဆွာတာလေးဆွာမရှိဘူးတော့စပြက်နေတယ်လို့အဲ့လိုပေါ့ကွဟိုရီးသားပါလေလူလူဦးနုကျွဲခတ်အဲ ကြည့်နေဦးနော်အဲ့ကြည့်နေဦးကွယ်အဲ့လို fresh taste တော့နော်အဲ့လိုရီလဲရီရတယ်ပျော်လဲပျော်ဖို့ကာဒီနေရာနေကိုဆိုင်ရောအဲဒါပွားတော့ရရန်ကျေးဇူးတင်ပါတယ်လို့ဟုတ်ဟုတ်တွားနေကြပါတော့ငယ်ငယ်တုန်းကဆိုရင်ဒါအဲ့ကိုဘယ်လိုကြောင့်သဘောကြအောင်သူရ perform လောက်တာရေပြီးလို့ရှိရင်သူအဲ့လိုမျိုး တကယ်တချင်းစော်ရတောက်လျှောက်ဆွဲတာလေသိရမလားအာတောက်လျှောက်မမောနိုင်မပန်းနဲ့ပြီးသူတချင်းတွေကလည်းတန်ဖို့သိရမလားအတက်အကြအရင်အဲစီထားရတယ်ဘာလဲဆိုလဲမိုက်တယ်ကွာလူတွေကတချင်းတွေလည်းအကုန်လွတ်ရတယ်အဲ့လိုမျိုးပေါ့အဲ့လိုပါဟဲ့ညောတာပေါ့သိရမလားသူအဲ့လိုညောပါအရင်တော့ကတော့ဒီအရက်မောင်းနေတော့တော့ညောအဲ့လိုလေဘလို့ကိုအိုက်ဒီအပူလေးရလေ အရှိရောက်ရောက်သွားမှမသိဘူးအဲ့လိုဘူးဘူးဆိုရောက်သွားရဲ့လို့မျိုးပေါ့ဟာမမတော့မမဟုတ်တော့အဲ့လိုကြတော့ဒါပေမဲ့သူ့ကိုကြည့်ပြီးတော့အရန်ပြော်တာတော့သူကပြောရဲ့အဲသဘောကျတယ်ပေါ့အဲအဲ့လိုစီပါလာတော့အဲအဲ့လိုပြောတဲ့အချိန်မှာအဲ့ရန်ပြော်ပါအဲစားပါလေစားတော့မပြတ်ဘူး ဘယ်တော့မှမမြင်ပါဘူး तू อ่ะတစ်သက်လုံးမမြင် तू ကကြတော့သူ့မူးနဲ့ तू တွားတာ तू ဘသူ့မှမမြင် तू ရှိုးဆိုရင်ကြည့်ကြည့် तू ဘသူ့မှမမြင် तू အဲ့လိုမြင်အောင်တော့အဲ့လိုရက်ကရက်ကတော့လောက်လောက်ပြရမယ်မမြင်ဘူးတော့ပြောနေတော့အရင်ကအားပေးခဲ့တာလေမမြင်ဘူးလားမပြခဲ့ဘူး तू သိတယ်လေ तू ကျမကျမနဲ့ပတ်သက် तू ပုံသိတယ်ကြအရင်တော့ကဒီလိုပါဘလောက်အော်ပေါ့ထားလိုက်ပါတော့ကွာကားတစ်ခုခုရိုက်တယ်မင်းလေးမှဆိုရင်လေကွာ ။အခုခုလိုအပ်လို့ရှိရင်အဲဒါမတတယူတော့ဘာလို့อ่ะရှိရေဘယ်နာမှာဘလို့ဆိုရင်ကိုယ်လည်းကုညီပေးတယ်ဆိုကိုဆိုင်လက်တည်တယ်လေအဲ့လိုမျိုး။တော့မရှိပါဘူးဒီတိုင်းကိုကတော့အမြဲတည်းတချင်းတွေထွက်လာရင်အားပေးရဲပူချိုးပဲတွေတော့အားပေးရဲလို့အဲ့ဒါဆီကအရေးကြီးတယ်လို့ပြောကြတာဟုတ်တယ်အဲ့လိုပေါ့